မင်္ဂလာပါရှင်ခစ်သစ်မန္တလေးကနေဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမအဆုံးလောင်းလုံးတွင်စစ်ကြောင်းထိုးခဲ့သောစစ်ကောင်စီတပ်သားများကကညုံကျွန်းရွာသားဦးမျိုးစောအောင်ကိုလယ်လီတက်ဖြတ်ပြီးအသက်80ကျော်အမျိုးသမီးတဦးကိုအကြိမ်ကြိမ်မရင်းပြူးကျင်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်လောင်းလုံးမြို့နယ်တွင်စစ်ကြောင်းထိုးခဲ့သောစစ်ကောင်စီတပ်သားများကကညုံကျွန်းရွာသားဦးမျိုးစောအောင်ကိုလယ်လီတက်ဖြတ်ပြီးအသက်80ကျော်အမျိုးသမီးတဦးကိုအကြိမ်ကြိမ်မရင်းပြူးကျင်း ်ခဲ့ကြောင်းဒေတာရင်းတရင်ရှင်မြင့်နဲ့ဒီမိုကရေစီမူးမန့်စတိုက်ကော်မတီတဝယ်မှတာဝန်ရှိသူတို့ကပြောကြားပါရသည်။ ဇွန်လ14ရက်နေ့မှာလောင်လုံးမြို့ပေါ်မှာကညုံကျွန်းကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာလမ်းတလျှောက်ရှိကျေးရွာများမှာပြည်သူများနဲ့ကညုံကျွန်းကျေးရွာမှာပြည်သူတရာခံကိုလူသားတိုင်းဖြစ်ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ရင်းဖမ်းဆီးထားတဲ့ပြည်သူများတွေမှာအသက်46နှစ်ရွယ်ကညုံကျွန်းရွာသားဦးမျိုးစောအောင်ကဦးမျိုးချန်အောင်ကိုစစ်ကောင်စီတပ်သားများကလင်းလီတက်ဖြတ်ခဲ့ပြီးရုပ်အလောင်းကိုစစ်ကြောင်းပြန်လည်ဆုတ်ခွာရလမ်းရှိစစ်ပြဲရွာနဲ့လောင်လုံးမြို့အကြားရှိစီအောင်တော်ထဲမှာ စွန့်ပစ်ထားကဇွန်လ26ရက်နေ့မှာဒေသပြည်သူများကရုပ်အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျာ။ ထိုအကျန်းဖက်စစ်တပ်စစ်ကြောင်းဟာကညုံကျုံရွာမှာတက်ဆွဲနေစဉ်ကျမ်းမာရေးမကောင်းသည့်ခင်ပွန်းဖြစ်သူကိုပြုစုရန်အသက်80ကျော်အမျိုးသမီးဟာထွက်ပြေးတိမ်းရှောင်ခြင်းမရှိဘဲနေအိမ်၌နေထိုင်နေစဉ်စစ်ကောင်စီတပ်သားဖိုးချေဆိုသူက၅ကြိမ်အတ္တမပြုခြင်းခဲ့ကြောင်းသိရပါသည်။အဆိုပါအကျန်းဖက်စစ်ကောင်စီတပ်သားဟာအမျိုးသမီး၏ခင်ပွန်းရှိတဲ့အပါအဝင်၂ရက်ဆက်တိုင်အတ္တမပြုခြင်းခဲ့ခြင်းဖြစ်ပြီးအတ္တမပြုခြင်းခဲ့သည့်အကျန်းဖက်စစ်သားမှာအသက်40ကျော်အရွယ်ရှိပြီးအထက်အရာရှိများမှဖိုးချေဟု ာမည်ခေါ်ဆိုကြောင်းလက်ရှိချိန်တွင်အမျိုးသမီးသည်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဈာမ ాయి အခြေအနေများကြဆင်းလျက်ရှိပြီးအထူးဆောင်ရှောက်ရန်လိုအပ်လျက်ရှိကြောင်းသိရပါသည်။ အမျိုးသမီးအခြေအနေကတော့အမျိုးသမီးအင်္ဂါကနေသွေးတွေထွက်နေပြီးအခုဆေးကန်းပြထားရပြီးတော့လက်ရှိဆေးကုသမှုရဲ့ပြီးရင်အားဆေးတွေရဲ့ပိုးသက်ဆေးတွေတောက်နေရတဲ့အခြေအနေတွေစိတ်ပိုင်းဆိုင်ရာလည်းနည်းနည်းခံစားနေရတဲ့အခြေအနေဖြစ်ထားတဲ့ပေါ့သူကစစ်ကောင်စီကိုကြောက်နေတဲ့အနေထားဖြစ်နေတယ်ဟုနှင်းစီရအမျိုးသမီးများတမက်ကတဝယ်မှတာဝန်ရှိသူတို့ကပြောဆိုကြောင်းသိရပါဗျာ အကျန်းဖက်စစ်ကောင်စီတပ်သားများသည်ကညုံကျုံရွာတွင်တက်ဆွဲနေထိုင်စဉ်နေအိမ်နှလုံးနှင့်ဆိုင်ကယ်တချို့ကိုလည်းမိရှို့ဖျက်ဆီးခဲ့ပြီးယာနေချီသောနေအိမ်များကိုဖောက်ထွင်းဝင်ရောက်ကတံပိုးကြီးပစ္စည်းများကိုယူဆောင်သွားကြောင်းသိရပါသည်။ဇွန်လ24ရက်နေ့တွင်အကျန်းဖက်စစ်တပ်စစ်ကြောင်းသည် လောင်လုံးမြို့နှင့်ကညုံကျုံကျေးရွာမှလောင်လုံးမြို့ပေါ်သို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြို့သိမ်းတိုက်ပွဲများဆင်နွှဲ၍အလုံးမဖြစ်တော့ဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ တော်လည်းအင်အားစုများအနေဖြင့်6လကြာဗမော်မျိုးအားတိုက်ခိုက်နေခြင်းကိုကြည့်မိဆိုကမိမိတို့၏မဟာဗျူဟာကိုပြန်လည်တုံ့တက်ရန်လိုပြီးဟုအေရှားတိုင်းမှာစီရေးလေလာသူအန်တိုနီဒေးဗစ်ကရေးသားထားသည်ကိုကောက်နှုတ်တင်ဆက်ပေးသွားမှာဖြစ်ပါသည်။ကချင်လူမျိုးရေးတပ်တော်သည်ဗမော်မျိုးရှိစစ်စခန်းများအားလုံးကိုသိမ်းပိုက်နိုင်ခဲ့တော်လဲအမှန်၂၁စစ်စင်ရေးဌာနချုပ်ကိုမသိမ်းပိုက်နိုင်ဖြစ်နေပါသည်။အာနာသိမ်းတပ်များကတပ်အင်အားတထောင်ခန့်ဖြင့်ခုခံနေစေဖြစ်ပါသည်။ထို့အတွက်လက်ရှိအနေအထားကိုအလ ေခိကမြို့ခံတက်များကဝိုင်းဝက်အလေခိကမြို့ခံတက်များကို ဝိုင်းပက်ပိတ်ဆို့ထားသည်နှင့် နိုင်ပြထားပါသည် ဗမာမျိုးတိမ့်တိုက်ပွဲသည်မိုးရာသီကိုပင်ကျော်လွန်သွားနိုင်၍တိုက်ရိုက်ခိုင်ရင်တိုက်ပွဲအထွေချုံအပြည့်ဝဆုံးတော်လန်ရေးတပ်ဖွဲ့များမြို့ပြများကိုတင်းယူနိုင်စွမ်းမရှိတော့ပြီလို့ဟုမေကွန်ထွက်ပေါ်လာရပါတယ်၂၀၂၄တွင်အရခတက်တော်သည်လည်းအနောက်ဖက်ဆင်မြန်းနာတွင်တန်တွဲမောင်တော်နှင့်အမ်းမျိုးများကိုလက်အတန်ကြအောင်တိုက်ယူခဲ့ရပါတယ်ယခုအခါကြောက်ဖြူအားလည်းအလားတူပုံစံမျိုးဖြင့်တိုက်ယူနေပါတယ်ထို့အနေထားကိုကြည့်မည်ဆိုလျင်အာနာသိန်းတပ်များသည်အခွင့်ရေးရသည်နှင့်ခိုလုံလာခြင်းလက်နက် ချခြင်းမျိုးလုပ်မည်ဟုအမှတ်ယူထား၍မရတော့၎င်းတို့ဖို့မြည်တို့များရှောင်လွှဲ၍မရတော့မှသာအရှုံးကိုလက်ခံသွားကြသည်ကိုတွေ့ရသည်ဟုဆိုပါသည် အာရခတက်တော်နဲ့မောင်ရွှေလေးရေတက်စကန်သိန်းတိုက်ပွဲမှာ၎င်းတို့ဘက်မှအကြဆုံး400အထိရှိသည်ကိုကြည်မီဆိုကထိုအချက်ကိုတက်သေးခံနေပါတယ်တက်စိတ်များကိုကုကေရသည်အငဲတဲ့အရာရှိများပြန်တန်းဝင်မဟုတ်သောအရာရှိများဤစိတ်သက်ပြင်းထန်မှုကြောင့်လဲတကြောင်အပါဝင်ဖြစ်သည်ဟုဆိုပါတယ်အတင်းကျပ်စစ်ထဲဆွဲသွင်းနေမှုများရှိနေတော့လဲယခုထိအစုလိုက်အပြုံလိုက်လက်နက်ချခြင်းမျိုးမရှိသေးသဖြင့်ဆက်၍စောင့်ကြည့်ရအောင်မည်ဖြစ်ပါတယ်ဤသည်ကလည်းလူတင်များကိုတက်ရင်အစ်စ်ဖွဲ့စည်းပေးခြင်းမျိုးမရှိဘဲရှိပြီး ီးသားတရင်တက်မများကိုဆွဲသွင်းထားခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။နောက်တစ်ချောင်းကစေအုပ်စု၏လေးချောင်းပြစ်ကိုအသာစီးရနေခြင်းကြောင့်မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများရှေ့ကျနေရခြင်းလည်းဖြစ်ပါတယ်။၎င်းတို့ကချင်းချောက်ခံနေရသည်ဟုယူဆသည့်နေရာများကိုစတင်ကြောင်းဖုန်ကြီးကြောင်းစေုံစေကန်းဟု၍ချမ်းသာမပေးတော့ဘဲနေ့စဉ်လိုလိုဘုံကျဲတိုက်ခိုက်နိုင်စွမ်းရှိနေပါတယ်။ဤဒီကိုကြည့်မည်ဆိုကအပိုပစ္စည်းများလောင်စာစီနှင့်မြေပြင်ပြုပြင်ထိန်းသိမ်းရေးများ24နိုင်မပြတ်ပံ့ပိုးပေးနိုင်နေပြီဆိုသည်က တိသာထင်ရှားလာပါတယ် လေကြောင်းကာကွယ်ရေးအတွက်လက်နက်ငယ်များနဲ့သာခုခံနေရတဲ့တော်လန်ရေးတပ်များနဲ့လေကြောင်းမှမဲမဲမြေရစိတ်ထင်နိုင်ပြစ်ခတ်နိုင်နေသောအာနာသိန်းတပ်များအကြားအင်အားမညီများမှုတွေလွန်စွာကွာခြားနေပါတယ်။လေးနှစ်တာကာလအတွင်းစေယုတ်စု၏တရုတ်လုတ်ဂျက်တိုက်လေရင်လေးစီရဟတ်ရင်ကိုးစီးကိုသာပြစ်ချနိုင်ခဲ့ပါသေးတယ်။စေယုတ်စုဟာတရုတ်နဲ့ရုရှားတို့မှထောက်ပံ့ပေးထားသောဒရုန်းများဖြင့်စစ်စင်ရေးဌာနပင်ဖွဲ့စည်းကရှေ့တန်းစခန်းများကိုအခြေပြု၍ထောက်လန်းခြင်းပြစ်မှတ်ရှာဖွေခြင်းနဲ့တိုက်ခိုက်ခြင်းများကို ိုး၍ပြုလုပ်လာပါသည်ဗမော့တိုက်ပွဲတွင် ဖေဖော်ဝါရီအစောပိုင်းလောက်ကစ၍မြကြည့်ကင်မရာများနှင့်အပူလိုင်းခြေရာကန်ထောက်လန်းရေးကိရိယာများဖြင့်အဆအဦးများ အဆောက်အဦများနာချင်းကပ်လာနေတဲ့ဒေါ်လာရေးတက်ဖွဲ့များ၏လှုပ်ရှားမှုကိုကြိုတင်သိရှိလာနိုင်ကြပါရယ်ယခုအခါ KIA တိဗမော်လေးစိတ်အပါဝင်မြို့အဝင်ထွက်ကုန်းလန့်နှင့်ရေလန်းကိုထိန်းချုပ်ထားနိုင်ပြီဖြစ်၍စေအုပ်စုတွေ၎င်းတို့၏တပ်များကိုလေကြောင်းမှသာလက်နက်လူရင်အားရိတ်ခါဖြစ်တင်ပေးနေရပါရယ်မေလ20ရက်နေ့မှာ KIA တိ FPV drone ကိုတုံ၍ရဟတ်ရဲနှစ်စီးကိုပစ်ချနိုင်ခဲ့မှုကြောင့်၎င်းတို့ဘုံအနေရပိုးများလာရပါရယ်ဗမော်ကို လုံးဝအုပ်တုံသိမ်းပိုင်နိုင်ရဲ့ ကြဆုံးများဖြင့်6လကျော်လာပြီဆိုကြတဲ့ကရှေ့လျှောက်စစ်စင်ရေးများသည့်ထိုနည်းဖြင့်အလုံးမဖြစ်တော့ကြောင်းထင်ရှားလာပါတယ်အထူးသဖြင့်မြင်းကြီးနားကိုတည်ယူနိုင်ဖို့ကအလန်းဝေးလာနေပါတယ်စစ်တပ်သည်လက်ရှိတွင်ထိုးစစ်ကြီးများမဆင်နိုင်သေးတော့လေလူရင်အားလေးချောင်းနဲ့လက်နက်ခဲယမ်းများမြို့များကိုလက်မလို့ရအောင်စုပြုံပန့်ပိုးလာနေပါတယ်ငဇွန်နထိုးကြီးနဲ့တောင်သားမြို့များတွင်ရဲစခန်းနဲ့မြို့လေကိုဒေါ်လာရေးတပ်များကတင်ထားနိုင်တော့လေ၎င်းတို့ဘက်ကစစ်စခန်းများမကြအောင်အတက်နိုင်ဆုံးခုခံနေပါတယ် ၎င်းတို့အတွက်စီးပွားရေးအရအရေးပါသောဖားကန်ကဲ့သို့ဒေတာမျိုးကိုထုံနှုတ်အင်အား300 400ခန့်ဖြင့်တံပြန်ထိုးစစ်စတင်လာပါတယ်။အလားတူပင်ကရင်နီတပ်များအားမိုးပြဲမှတိုက်ထုတ်ရန်စစ်ဆင်လာကြပါတယ်။ဗောလက်ခဲနဲ့ဖားဆောင်မှလည်း၎င်းတို့စစ်ကမ်းများထဲမှခုခံနေကြဆဲဖြစ်ပါတယ်။နောင်ချိုရှိတောင်ခမ်းဒေတာမှလည်း TNL တပ်များကိုထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ဤသည်ကလည်းတရုတ်ဘက်မှအလွန်ကြုံဖိအားပေးမှုများကြောင့်လည်းဖြစ်ပါတယ်။ ထို့အတွက်မြို့ငယ်လေးများကိုပင်ခက်ခက်ခဲခဲတိုက်ယူနေရ၍ဒေါ်လန်ရေးတက်များအနေဖြင့်နိုင်ငံအနှံ့တွင်နီးဗျူဟာအရာအောင်မြင်နေမှုများကိုမဟာဗျူဟာပိုင်းအရာအမျက်ထွက်အောင်မြို့သို့ပြောင်းပြေးရမည်ကိုစဉ်းစားဖို့လိုလာပါသည်ထို့အတွက်အဖြေကနှစ်ခုသာရှိပါသည်ပထမအဖြေကစစ်စင်ရေးနှင့်ဆိုင်ပြီးနောက်တစ်ခုကနိုင်ငံရေးနှင့်သက်ဆိုင်နေပါသည်ထို့နှစ်ချက်သည်တစ်ခုနှင့်တစ်ခုအပြန့်အလန်းဆက်ဆက်နေပါသည်မြို့များကိုတင်ရန်သာအာယုံမဆိုင်တော့ဘဲစေအုပ်စု၏တက်များရေရှည်တောက်ခံနိုင်မည်တည်ယူပို့ဆောင်ရေးနှင့်ဆက် ၏လမ်းကြောင်းများကိုပိတ်မတ်ထားတဲ့မှာရင်းသည်စေအုပ်စုအတွက်စီးပွားရေးနဲ့နိုင်ငံရေးအဖျားများဖြစ်လာစေပြီးလမ်းများပြန်ပွင့်ရေးတရားများပြန်ဆောင်ရေးများဖြင့်တစ်ချိန်လုံးအလုံးများစေပြီးလွတ်လိုက်တဲ့ရင်တန်းများဟာလည်းချိန်မုံခံရ၍နောက်ကြောင်းပြန်လှည့်လာရသည့်အဖြစ်နဲ့ကျုံလာရတော့မည်ဖြစ်ပါသည်။ ုတိယအချက်အနေဖြင့်လက်ရှိစစ်ပွဲမှာနိုင်ငံရေးလူမျိုးရေးပထဝီပိုင်းကွဲပြားနေမှုကြောင့်တော်လှန်ရေးအင်အားစုများကြားညှိညွတ်မှုမရှိသေးသည်ကိုတွေ့ရပါတယ်ထို့အတွက်ပေါင်းစည်းလာဖို့လက်တွေ့အဖြစ်မဖြစ်နိုင်သေးတော့လေအဓိကဆက်သွယ်ရေးလမ်းကြောင်းများကိုပြတ်မှတ်ထားပြီးမဟာဗျူဟာတရက်ကိုအထူးချမှတ်နိုင်ရေးမှာမဖြစ်နိုင်စရာအကြောင်းမရှိပေလက်ရှိမှာတရုတ်ရုရှားတို့၏ထောက်ခံမှုဒေါ်လာနေချိန်မှာဗမော်သင်ငန်းစာကိုကြည့်၍ဒေါ်လာရေးအတွက်အခြားနည်းလမ်းရှာဖို့လိုအပ်လာပြီးဖြစ်ပါတယ်ပြည်သူတို့၏တရားသော ခုခံစစ်မုံချအောင်ရမည်